ဝေကြီးဖို့လန်ကြီးကကယ်ပေးလိုက်ပြီးနောက်၃ရက်ကြာမှပြန်လိုလာပါတယ်။ကြမ်းကြီးလည်းရောက်လာသည်။ကြမ်းကြီးကဝေကြီးတို့ကို9ရက်အတွင်းပိတ်နေတဲ့ကူတစ်လျှောက်လုံးတူပြီးကယ်ပေးခဲ့တာဖြစ်ပါတယ်။လန်ကြီးကလည်းသူတို့ဂိုင်းကိုပြန်သွားပြီးသူတို့ဂိုင်းချုပ်ကလည်းလျှောသွားပြီဖြစ်ပါတယ်။ရှောင်းကြီးကတော့ဂိုင်းလေးဂိုင်းကသူတို့မိန့်ကိုမနာခံတဲ့အပြင်သူ့ကိုစန့်ကျင်မှုအုပ်စုဖွဲ့ခဲ့တာကိုသူကတိစာကင်လွယ်ခဲ့ပြီးမိစကိုပါတက်ခဲ့တယ်လို့သူ့အဖေကိုတင်ပြနေပါတယ်။ဒီဘက်မှာတော့မွေစားအဖေလည်းရောက်လာပြီးဝေကြီးမိစကိုတက်ခဲ့တာကိုချီးကျူးနေတော့တခင်မရောက်လာပါတယ်။တခင်မကလည်းတားပြတ်သူတွေသူများသားသမီးကိုပို့အလေးပေးနေရကြောင်းမျိုးလည်းကလူတွေပြောတယ်လို့ ေးကြီးကရှင်မပိုင်ဆိုင်ခဲ့ရတဲ့မိမရဲ့တာတကယ်ဖြစ်နေရပဲလို့ပြောလိုက်တာကြောင့်တခင်ကြီးလည်းသွားသွားထွက်ပြီးထွက်သွားပါတယ်။ဝေးကြီးကလည်းမဟုတ်တာကိုပြပြနေပေမဲ့ကျန်းကြီးအနေနဲ့လည်းသူကတခါလေးတော့အနာမီခဲ့ပဲရဲအတော်ကြာကြေးလွှတ်ပြင်မှန်ခဲ့ရပေမဲ့အတိမတ်ပြုမခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဝေးကြီးကနားဝဲအောင်ပြန်ပြပြပေးလိုက်လို့ကျန်းကြီးလည်းစိတ်သက်သာရပြန်ရသွားပါတယ်။ဝမ်တခင်ကြီးကလည်းဂိုင်းလုံးကသူတို့စကားနားထောင်နေဆိုတာသူတို့ရဲ့အမိန့်ကိုစိတ်မခေါ်ရဲလို့ဖြစ်ပြီးဒီတိုင်းလွတ်ထားလိုက်မယ်ဆိုရင်လည်းပုံကလန်နိုင်တာကြောင့်အားလုံးကိုစောင့်ကြည့်ခိုင်းတာပါတယ်။သူတို့ပြောတာလိုက်နိုင်ရင်တော့ဒီတိုင်းထားမှာဖြစ်ပြီးမလိုက်နိုင်ရင်တော့တက်ပြစ်မှာဖြစ်ပါတယ်။တ တစ်ဖက်မှာလည်းကျန်းသခင်မနဲ့တခင်ကြီးတို့ကရံဖြစ်နေပြီးတခင်ကြီးကတနေရာကိုစစ်ပြေလက်ပြထွက်သွားပါတယ်။ညမှာမှာတော့ဝမ်ခိုင်းကဝီကြီးတို့ရဲ့ညီအကိုတွေကိုဖမ်းသွားပြီးအိမ်တော်ထဲလေးရောက်နေပါတယ်။ဝမ်ခိုင်းကဖမ်းရတဲ့အကြောင်းကတော့သူတို့ခိုင်းကိုကိုစားပြုတဲ့စုံကိုဖျက်ချလို့ဖြစ်ပါတယ်။ဒါကတသက်ပြဿနာရှာတာဖြစ်ပြီးတကယ့်ယူရဲ့ချက်ကတော့ဝမ်တက်ခလင်ရဲ့အစီအစဉ်ကိုဖျက်ဆီးခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဝီကြီးကိုအပြစ်ပေးခိုင်းမှုလာပြောတာပဲဖြစ်ပါတယ်။တခင်မကြီးကလည်းဝီကြီးကိုချေရပြီးအပြစ်ပေးနေပါတယ်။အဲ့ဒါပြီးတော့သူလာရတဲ့ဒုတိယအကြောင်းရင်းဖြစ်တဲ့သူတို့ဘက်ကအမေပေးပြီးကြီးကြပ်ဖို့အတွက်ဒီနေ့ကစပြီးမျိုးတိုင်းမှာကြီးကြပ်ရုံတစ်ခုစီစောင့်မှ ဖြစ်ပြီးအားလုံးသူတို့ရဲ့အမေအောက်မှာရှိရမယ်လို့ပြောပြပါတယ်ပြီးတော့ကောင်မကနောက်ဆုံးဒီရင်တော်ရဲ့တခင်မကသူပဲဆိုတဲ့အထာနဲ့အားချောင်းလာကြောင်းလက်ပြနဲ့ဆက်ဆက်ခံလာရပြီးဒီရင်တော်ရဲ့တခင်မအစစ်ကဘသူလဲပြလိုက်ပါတယ် Telegram မှာ Anidro 99လို့ရိုက်ချပြီးမမဝမကြီးလို့ရနိုင်တဲ့ enemy series အပြင်နံပါတ်ကြီး O enemy series တွေဖြစ်တဲ့ Dragon Ball, Bleach နဲ့ Hunter x Hunter ကို T-shirt နဲ့မှ free သွားကြည့်လို့ရပါတယ် တကယ်မကသူ့ကိုအာဏာလာပြတဲ့ကောင်မကိုတက်ခန်ကြီးရှောင်းကြီးရဲ့အဆောက်ရှောက်လာခဲ့လို့လွတ်သွားပါတယ်။တကယ်တော့ရှောင်းကြီးတို့ကအစတည်းကလာတိုက်ခိုက်ဖို့စီစဉ်လာတာဖြစ်ပြီးတကယ်မကလည်းတိုက်ခိုက်တာကိုအကာအရနဲ့ပြန်ကူးခံနေရပါတယ်။တစ်ဖက်ကတကင်ကြီးကလည်းဂိုင်းမှာပြဿနာတက်နေရတည်သွားလို့ဂိုင်းစီပြန်လာနေပါတယ်။အကာအရကလည်းရှောင်းကြီးရဲ့ကိုရံတော်ကြောင့်ပျက်စီးသွားတဲ့အခါဂိုင်းကိုမိညာရည်နဲ့မီးလောင်တိုက်သွင်းပြီးတပ်ဖြတ်ပွဲစီစတင်ပါတယ်။ဝေကြီးတို့ပြန်ခုကပဲမယ်ကိုရံတော်ကိုမနိုင်လို့တကယ်မကဝေကြီးတို့ကိုခေါ်ပြေးသွားပါတယ်။တကယ်မကဂိုင်းကိုကာကွယ်ဖို့နေခဲ့မှာဖြစ်လို့ရှေ့ရတဲ့တာဖြစ်သူကိုသူမရဲ့ချက်ဖို့လက်နက်ပေးလိုက်ပြီးနောက်ဆုံးအနေနဲ့တကြိမ် င်ဖတ်လိုက်တာနှိဝတ်တင်ပေးလိုက်ပါသူတို့အနည်းငယ်ကင်းတဲ့နေရာမရောက်မရှင်မလုံနိုင်အောင်လှုပ်ထားလိုက်ပြီဝေကြီးကိုလည်းအသက်နဲ့ရင်ရရင်နော်သူ့သားကိုကာကွယ်ဖို့မှာလိုက်ပြီသူမကတော့တိုက်ဝဲစီပြန်သွားပါဝေကြီးတို့လှိနေထွက်သွားတော့တခင်ကြီးတို့ရောက်လာပါဝေကြီးတို့ဂိုင်းကိုပြန်လာကြည့်တဲ့အခါတောင်လုံးပုံနေတဲ့ဂိုင်းသားရဲ့အလောင်းနေနဲ့အတူတည်ဆုံးသွားပြီဖြစ်တဲ့တခင်မနဲ့တခင်ကြီးတို့ရဲ့အလောင်းလေးကိုတွေ့လိုက်ရပါဒါကိုတွေ့တဲ့ကျန်ကြီးကတော့တိုက်ခိုက်ဖို့လုံနေလို့ဝေကြီးကပဲအတင်းခေါ်ပြီးထွက်ပြေးလာခဲ့ရပါအရာအလုံးဆုံးရှုံးရရတဲ့ကျန်ကြီးကအခုလက်စားသွားရှိဖို့လုံနေတာကိုဝေကြီးကအတင်းတားနေရပြီစိတ်ပုံမှန်မဟုတ်တော့တဲ့ကျန်ကြီးကဒါရီအ ားလုံးမင်းကြောင့်ဆိုကပွေးကြီးကိုတက်ဖို့လုံနေပါတယ်အသေးစိတ်ပြန်ဝင်လာတော့ခလေးတယောက်လုံးငိုယုံနေသူ့အဖေနဲ့အမေကိုပဲပြန်လို့ခြင်းတဲ့အကြောင်းအော်ပြောနေခဲ့ပါတယ် မျိုးရဲမှာတော့ဝန်ကိုင်းကသွတ်သားတဲ့ဝိကြီးတို့ကိုဝန်ရမ်းထုတ်ထားပါတယ်။ဝိကြီးတို့ကဝန်ကိုင်းကိုချောင်ပုံးနေရပြီးဒီကနေသူတို့မမစီသွားဖို့အခွင့်ကောင်းကိုစောင့်နေကြပါတယ်။ဝိကြီးကအစာသွားချမှာမို့ကျမ်းကြီးကိုလက်စားသွားမှရှိပဲဒီမှာပဲနေဖို့တည်ချမှာခဲ့ပါတယ်။တစ်ဖက်မှာတော့လန်ကြီးကဝိကြီးတို့ကိုရှာဖို့လူလွတ်ထားပါတယ်။လန်ကြီးကတော့ဝန်ကိုင်းလှုပ်ရှင်လိုက်လုံနေရကိုဂန်းလုံးပူပေါင်းရင်ဆိုင်တင်တယ်လို့ထင်ပါတယ်။ချီယန်ကလည်းဒီရဲ့ကြံကိုလက်ခံပါတယ်။တစ်ဖက်မှာတော့ကျမ်းကြီးပြောက်သွားလို့ဝိကြီးကလိုက်ချနေရပြီးလက်စားသွားရှိတာတည်လို့ဝန်ကိုင်းကလူတွေရှိရဲသူတို့ကန်းစီပြန်သွားပါတယ်။အဲ့မှာကျမ်းကြီးအဖမ်းခံထားရတာကိုတည်လိုက်ရလို့တွားခဲ့ပါတယ်။ ယ်။ဒါမှမဟုတ်ဝန်ကန်းကသူတို့ကိုတွေ့ပြီးလိုက်ဖက်နေလို့ပြင်းနေတော့ညပြစ်ပြိုင်ပွဲတုန်းကရှုံးလင်ကကယ်ပြလိုက်ပါ။သူတို့အခန်းထဲပုန်းနေတော့ရှုံးလင်ရဲ့မမရောက်လာပြီးဝီကြီးတို့ကိုဖွက်ထားပေးလို့ပြောဆိုနေတော့တကားချစ်ကိုအဆောင်နေရောက်လာပါ။အဆောင်နေကဝင်မှုလုခါနေရှုံးလင်ကသူ့မမကိုကူညီပေးဖို့ပြောတော့သူ့မမကလည်းကူညီပေးလိုက်လို့အဆောင်နေကထွက်သွားပါ။ခဏနေတော့ကျန်းကြီးလည်းနိုးလာပြီးကျန်းကြီးကအခုဆိုရင်ရှောင်းကြီးရဲ့ကိုရင်တော်လက်ချက်ကြောင့်တိုက်ပညာတွေမတုံးနိုင်တော့ပါဘူး။ဝန်ကန်းကလူဆိုတာနဲ့တက်ရှင်နေတဲ့ကျန်းကြီးကသူတို့ကိုကယ်ပြထားတဲ့ရှုံးလင်ကိုတွေ့တော့တတ်မဲ့တကယ်ကနေအော်ကြီးဟစ်ချက်လုပ်နေရကြောင်းတခြားလူတွေကြားသွားမှဆိုလို့ရှုံးလင်မမကအိပ်ပျော်အောင်လို ုပ်ပေးလိုက်ပါတယ်။ရှောရင်မမကနတ်သမားတော့ဝမ်းစင်မဖြစ်ပြီးတခင်မကဝေကြီးကိုရိုက်ထားတဲ့ဒဏ်ရာတွေကိုကုပေးနေပါတယ်။ဝေကြီးရဲ့ဒဏ်ရာကမြင်မြင်ပဲပြက်ကောင်းလာပြီ။ဒါလို့ဆိုတခင်မကဝေကြီးကိုအားကုန်မသုံးပဲရိုက်ခဲ့ရကြောင်ဖြစ်ပါတယ်။တကယ်တော့တခင်မကအပြောဆိုပေမဲ့ဝေကြီးကိုတားတရောက်လို့ပဲရှိခဲ့ပါတယ်။ရှောင်းကြီးကမနှက်ပြန်ဒီလာမှာဖြစ်လို့ဝေကြီးကလည်းဒီနေ့ပဲထွက်သွားဖို့လုပ်ပါတယ်။ရှောင်းရင်တို့ထွက်သွားတော့ကျန်းကြီးကိုနှုတ်လိုက်ပြီးအစားမစားပဲနေနေတဲ့ကျန်းကြီးကိုထမင်းစားရင်တိုင်းပညာရေးတရားနိုင်မယ်နေလန့်ရှိတာပြောပြမယ်လို့ပြောလိုက်လို့ကျန်းကြီးလည်းထမင်းလာစားပါတယ်။ပြီးတော့ရှောင်းလေးကိုရှာခိုင်းလိုက်တဲ့တခင်ကြီးနဲ့တခင်မရဲ့တစ္စည်းတွေကိုထုတ်ပြလိုက်ပြီးဒ တရိယချင်းများစွာနဲ့နှစ်ယောက်သာကြောလိုက်ကြပါ යි ။